အစိုးရဖွဲ့ဖွဲ့စားမှာဒါဆိုရင်ခင်ဗျားတို့လမ်းများအားလုံးနေပြီးတော့လို့ဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ရင်တော့ခင်ဗျားတို့လမ်းများအားလုံးကမဲဆောင်မှဒီကိုရီးယားတို့ပြေကျွန်ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့တို့မှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relationship လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်နောက်ထပ်တင်ပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ခင်ဗျားတို့2023ခုနှစ်ဩဂုတ်လ20ရက်နေ့မှာအဲဒီရီမွန်တို့ဘီရီမွန်အပါဝင်ဒီ NGO အုပ်စုတွေ ေမမောင်အေးတို့ဗျာမင်းမောကုန်းတို့စသဖြင့်လောက်ကောင်အုပ်စုတွေကလမ်းများအားလုံးနေပြီးတော့တို့ဆိုပြီးတော့တို့တွေးကြော်ခဲ့တယ်ခင်ဗျားတို့မှတ်မိမှထင်ပါလေအဲလိုလမ်းများအားလုံးနေပြီးတော့တို့ကြွေးလဲကြွကြော်ပြီးတော့တကယ်ခင်ဗျားလိုက်ကြည့်လိုက်လမ်းများအားလုံးကနေပြီးတော့ရောက်မလာဘူးနေပြီးတော့ကိုရောက်မလာပဲလမ်းများအားလုံးကခင်ဗျားဩစတြေးလျတို့အမေရိကတို့ဖြစ်သွားတယ်ဩစတြေးလျတို့အမေရိကတို့ကိုရီးယားတို့ဂျပန်တို့ဖြစ်သွားတယ်လမ်းများအားလုံးလမ်းများအားလုံးက လမ်းများအားလုံးကမဲဆောက်မှသည်ကိုရီးယားသို့မဲဆောက်မှသည်ဂျပန်သို့မဲဆောက်မှသည်ဩစတြေးလျသို့မဲဆောက်မှသည် အမေရိကသို့မဲဆောက်မှသည်ဗြိတိရှားသို့အဲဒီအေရီယာရောက်သွားတယ်။လမ်းများအားလုံးအဲ့တော့သူတို့ရဲ့ဒီလမ်းများအားလုံးကတော့မြန်မာနေပြော်မှုတော့ဘူး။သူတို့អော်ခဲ့တာက2023ခုနှစ်អော်လာမှာអော်တယ်။လက်ရှိကာလမှာ2025ခုနှစ်တုန်းကသူတို့အဲ့အော်တောင်မကြတော့ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့လမ်းများအားလုံးကဂျပန်တို့အမေရိကန်တို့တောင်ကိုရီးယားတို့အနောက်နိုင်ငံတွေရောက်သွားအောင်အနောက်နိုင်ငံတွေရောက်သွားတယ် အဲ့တော့လမ်းများအားလုံးနေပြီးတော့တို့ကဘယ်တော့မှဖြစ်လာစရာအကြောင်းမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိမှာကျွန်တော်တို့ဒီတက်မလို့ကလည်းနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်တယ်။ပြီးရင်ကျွန်တော်တို့နိုင်ငံတကာရဲ့နိုင်ငံတကာရဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့နားဆက်ကနေပူးပေါင်းဆောင်ရွက်မှုတွေပြီးတော့ကျွန်တော်တို့အမေရိကန်အစိုးရရဲ့တို့ရဲ့ဒီနိုင်ငံရေးသဘောထားတွေရည်တည်ချက်တွေပြောင်းလဲလာတဲ့အခြေအနေအရာကျွန်တော်တို့လမ်းများအားလုံးကနေပြီးတော့ရောက်လာစရာအကြောင်းမရှိတော့ဘူး။အကြမ်းဖက်သမားတွေရဲ့ဒီလုံနိုင်စွမ်းကတော့လက်ရှိအခြေအနေအကုန်ပဲ သူတို့ကလည်းသူတို့ရှိရတဲ့အားကုန်ခဲမှာပဲတပ်မလို့ကလည်းနိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့ကာကွယ်ရေးအတွက်လုံးဆရာရှိတာပြည့်ပြည့်တသားလုံးမှာပဲပြည့်ပြည့်တသားလုံးမှာပဲလက်ရှိလည်းကျွန်တော်တို့ဒါတပ်မတော်ရဲ့ဒီနေမြေရှင်းလင်းမှုတွေကတော့တောက်လျှောက်ရှိနေတယ်အဲ့တော့တိုက်ပွဲတိုင်းတိုက်ပွဲတိုင်းမှာတော့ကျွန်တော်တို့ထိခိုက်မှုတွေရှိတယ်ထိခိုက်မှုတွေရှိတယ်ဒါကတော့ကျွန်တော်လက်ခံပါပဲအဲ့တော့ပြီးခဲ့ရက်ကပြီးခဲ့ရက်ကကျွန်တော် NUG အုပ်စုတွေကသူတို့လင်းနေတဲ့အတွင်းမှာသူတို့ရဲ့ဒီ PDF အဖွဲ့ဝင်အားလုံးတထောင်ကျော်တည်သွားတယ်လို့ပြောတယ်ဒါသူတို့ရဲ့စင်အရတုခေါင်တုခေါင်ပြောတာ ဒါသူကချင်းပြည်နယ်အတွင်းမှာပေးသွားတာအခြားသောတိုင်းဒေသကြီးမှာဆိုရင်ဒီအကြက်ဖက်သမားတွေခမငါးတော့ဝါနေပြီးတော့ခမတသောင်းကျောက်ပေးသွားပြီဒါပေးတာဒါဆိုရင်ခမသူတို့ရဲ့ဒီတိုက်ခိုက်အင်အားတွေအများကြီးကြာရှုံးသွားပြီဒုတိယအချက်ကဒီတိုက်ပွဲအတွင်းမှာသူတို့ခြေတို့လက်တို့တွေဖြစ်သွားပြီခြေတို့လက်တို့တွေရဲ့စင်းကြလည်းမနေဘူးအဲ့တော့အကြမ်းဖက်သမားတွေရဲ့သူတို့ရဲ့ဒီတိုက်ခိုက်အင်အားကတော်တော်လေးကျသွားပြီလက်ရှိမှာဆိုလည်းပဲခမပြီးခဲ့တဲ့ရက်ကဒီမန္တလေး PDF အဖွဲ့တွေ ဒီဘတ်ပြောင်းပြီးတော့ဒီတက်မတော်ထဲအလန်းနဲ့နဲ့အလင်းဝင်တာနေလောက်ခဲ့တယ်လောက်တော့အမသူတို့ချင်းချင်းဖြိုးထိုးတဲ့တွေလောက်တယ်ကြံရဲလူဖြိုးထိုးတဲ့တွေလောက်တယ်အဲ့တော့ဒီဒီတက်မတော်ထဲအလင်းဝင်တဲ့သူကအလင်းဝင်တဲ့သူနဲ့သူတို့နဲ့ဆက်သွယ်နေလားဆိုပြီးတော့ကြံရဲသူတို့သူတို့ဖြိုးထိုးတဲ့တွေလောက်တယ်ပြီးတော့ဒီရက်ပိုင်းမှာကျွန်တော်တို့မွန်မွန် PDF ဖွဲ့မွန် PDF ဖွဲ့ရဲ့ဒီအဖွဲ့ဝင်ငါတို့ကလည်းတက်မတော်ထဲအလင်းလာဝင်တယ်အလင်းလာဝင်တဲ့အခါကျတော့သူတို့အဲ့မှာဒီကနေ့ထုတ်ပြန်တာတွေ့ရပါတယ်ဘယ်သူဘယ်သူနာမည်ဘယ်သူပေါ့ဗျာနာမည်ဘယ်သူပေါ့အဲ့တော့သူတို့ရဲ့အဆုံးသက်ကဒီအရာနဲ့ပဲကျွန်တော်တို့အဆုံးသက်သွားမှာဖြစ်တယ်နောက်ထပ်အခြေအနေတစ်ခု နောက်ထပ်အခြေအနေတစ်ခုကသူတို့သူတို့လက်ရှိလွတ်တော်ကိုယ်စားလှယ်ရဲ့တပ်တန်း၅နှစ်ယူကောက်ဘွယ်ကကျွန်တော်ဒီ2020မှာယူကောက်ဘွယ်လုပ်ခဲ့တယ်2020မှာယူကောက်ဘွယ်လုပ်ခဲ့တယ်အဲ့တော့လွတ်တယ်ကိုယ်လွတ်တော်ကိုယ်စားတပ်တန်း၅နှစ်၅နှစ်ဆိုတော့လက်ရှိဒီ NGO အုပ်စုတွေကသူတို့ကိုသူတို့လွတ်တော်ကိုယ်စားလှယ်ကိုကြိုးကြော်ထားတယ်ကြိုးကြော်ထားတဲ့ကသူရဲ့တပ်တန်း၅နှစ်ပဲရှိတယ်၅နှစ်ရှိတဲ့ကကျော်သူတို့ကတကယ်နောက်ထပ်ဒီလွတ်တော်ကိုယ်စားဖြစ်ချင်တယ်ဆိုရင်သူတို့ယူကောက်ဘွယ်ပြောင်းဝင်ရမှာယူကောက်ဘွယ်ဝင်ဖို့ဆိုရင် ယောဂဝယ်ဝင်ဖို့ဆိုရင်ကျွန်တော်လွတ်တော်ကိုယ်ဆရာဖြစ်ဖို့ယောဂဝယ်ဝင်ရမယ်။လက်ရှိကျွန်တော်တို့ဒီကာကွယ်ဝင်ကြီးဆိုတဲ့သူတွေလူမယုံဝင်ကြီးဆိုတဲ့သူတွေပေါ့ဗျာသူဝင်ကြီးဝင်ကြီးဆိုတဲ့သူတွေပေါ့ဗျာအဲ့လူတွေကဘာလုပ်ရမလဲဆိုတော့သူကအဲယောဂဝယ်ဝင်ရမယ်လွတ်တော်ကိုယ်ဆရာတွေရနိုင်မယ်တစ်ဆင့်ဆိုအစိုးရတင်မြောက်ကမယ်အဲ့အစိုးရမှာကျွန်တော်မောင်ဝင်ကြီးကဘသူဘယ်ဝါတော့အဲ့လိုပြန်ရွေးချယ်ရတာကိုလက်ရှိဒီ NGO အုပ်စုတွေကသူကပြည်ပကိုထွက်ပြေးတယ်ထွက်ပြေးပြီးတော့သူတို့ကသူတို့လွတ်တော်ကိုယ်ဆရာလို့ကြွေးကြော်တယ်ကြွေးကြော်တဲ့အခါကျတော့သူတို့ရဲ့တန်တန်က9နှစ်ပြည့်ရင်သူတို့ကဂျုံညွတ်ကြသွားပြီးသွားပြီသူတို့ရဲ့ပြီးသွားပြီပြီးတော့သူတို့ကအဲ9နှစ်ကလည်းပြည့်တော့မှာ ဒါနှစ်ကလည်းပြေတော့မှာဆိုတော့သူတို့ကလွတ်တော်ကိုယ်တည်းကနေပြက်ပြက်သွားပြီပြက်ပြက်သွားပြီဆိုရင်ကျွန်တော်တို့ဒီ NUG ရဲ့အစိုးရရန်တွေကဘာမှမရှိတော့ဘူးသူတို့ကသူတို့အစိုးရလို့သတ်မှတ်ထားတယ်သူတို့ရဲ့ရန်တွေကဘာမှမရှိတော့ဘူးအဲ့တော့ကျွန်တော်ကဒီနေရာမှာသူတို့အကြံပြုချင်တာကခင်ဗျားတို့ကိုခင်ဗျားတို့ဒီဝင်ကြီးလို့သတ်မှတ်တယ်ပြီးတော့ခင်ဗျားတို့ခင်ဗျားတို့လွတ်တော်ကိုယ်တည်းလို့ခင်ဗျားတို့ကယူဆတယ်ဆိုရင်ခင်ဗျားတို့ကြွကြွလာတဲ့ခုရှိတယ်အဲ့ဒါကဒီမြန်မာနိုင်ငံမှာခင်ဗျားတို့ထိန်းသိမ်းထားတဲ့တိတ်ပိုက်ထားတယ်ဗောဗျာထိချုပ်ထားတဲ့နေပြည်အာလုံး60နေပြည်တော်60ကျော်ရှိတယ်ပြောတယ်တင်ပြပေးမျိုးပေါင်း60ကျော်ရှိတယ် ဒါဆိုရင်ခင်ဗျားတို့ကရိုးပေါင်း90ကျော်မှာခင်ဗျားတို့ရွေးကောက်ဝယ်လို့ရွေးကောက်ဝယ်လို့ပြီးပြိုင်ပြိုင်ပြီးတော့ခင်ဗျားတို့အစိုးရဖွဲ့ချာသမအားပေးတယ်အားပေးတယ်ကျွန်တော်အားပေးတယ်ကျွန်တော်ကလည်းမဲပေးကျွန်တော်အစိုးရဖွဲ့ချမြေဝောင်းကိုယ်စားချုပ်မှာငါတို့ဘယ်ရဘယ်ရမှာရွေးကောက်ပဲလုပ်မယ်ရွေးကောက်ပဲလုပ်မှာဖြစ်တဲ့အတွက်ပြည်သူလူထုမဲလာထက်ပြီးတော့ကျွန်တော်အဲ့ဒီမျိုးမှာခင်ဗျားတို့အာခင်ဗျားတို့လူမျိုးနေပြီပဲကြုံညာကြုံညာဗျာခင်ဗျားတို့အဲ့ဒီမှာအလွတ်တော်ကိုယ်စားလည်းပဲကြုံညာကြုံညာလှုပ်ရှားမှာဘာကြောင့်လဲဆိုတော့ ဒီတမျိုးနဲ့မှာကျွန်တော်လွတ်တော်90 2ရောက်ဆိုရင်ခင်ဗျားတို့နေရာ180ရမယ်အဟွာပေါ့90ဆိုရင်ကျွန်တော်တို့ပြည်သူလွတ်တော်မြို့ပေါင်း90ထားပါ95ပဲထားပါဆို95ဆိုခင်ဗျားပြည်သူလွတ်တော်90 95နေရာရမယ်95ကိုခင်ဗျားတိုင်းဒေသကြီးတိုင်းဒေသကြီးပြည်နယ်ဆိုတော့ဗျာနှစ်နဲ့မြောက်180 190လောက်ရမယ်ပြီးရင်မြို့သားလွတ်တော်ထပ်ပေါင်းထပ်ပေါင်းပြီးတော့ခင်ဗျားတို့အမှားလွတ်တော်ဖွဲ့ပြီးတော့ခင်ဗျားတို့အဲ့တိုင်းထဲမှာခင်ဗျားတို့အဆိုးအဖွဲ့ရုံးတွေထောင်းပြီးရင်ကျွန်တော်တိုင်းဒေသကြီးလွတ်တော်တွေထောင်းထောင်းပြီးခြာစမ်းပါဗျာခင်ဗျားဒါမှဘုံကျဲလို့ခေါ်ပါခြာစမ်းပါအဲ့တော့ သိရမှာကခင်ဗျားတို့ရဲ့တွတ်တော်ကိုယ်စားလှယ်လို့ယူတဲ့ယူထားတဲ့တန်းကကုံသွားပြီခင်ဗျားတို့အဒီအပိုင်းမှာခင်ဗျားတို့ရဲ့အခင်ဗျားတို့ရဲ့ဒီဒီအသက်ဆက်နိုင်မှုပေါ့ဗျလှုပ်တော့ကိုယ်အသက်ဆက်နိုင်မှုတဖြည်းဖြည်းတဖြည်းဖြည်းကုံ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 သွားတော့မယ်ဒါကြောင့်ခင်ဗျားတို့ကလှုပ်တော့ကိုယ်ပြည်ဖြည်းတကယ်ထက်ဖြစ်ခြင်းနဲ့ဆိုရင်ခင်ဗျားတို့အနေနဲ့ခင်ဗျားတို့တိတ်ပိုက်ထားတဲ့60တမျိုးနဲ့မှာ60ကျော်မှာဇူကောက်ပဲလို့အစိုးရဖွဲ့ဖွဲ့စားမှာဒါဆိုရင်ခင်ဗျားတို့လမ်းများအားလုံးနေပြီးတော့လို့ဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ရင်တော့ခင်ဗျားတို့လမ်းများအားလုံးက မဲဆောင်မသည်ကိုရီးယားတို့ပြီးကျတော့ဂျပန်တို့အမေရိကန်တို့တောင်တို့မြောက်တို့နဲ့ပဲခင်ဗျားတို့ပြီးကောင်းအောင်ဖြစ်တယ်အဲ့တော့ခင်ဗျားတို့နိုင်မယ်ဆိုရင်ဗျာခင်ဗျားတို့ရဲ့လမ်းများအားလုံးကမြန်မာနိုင်ငံမှာပဲရှိရမှာပေါ့ဘာဖြစ်လို့ခင်ဗျားတို့ကဒီပြည်ပမှာနေပြီးတော့လမ်းများအားလုံးနေပြီးတော့တို့ဘာလို့ညာတို့လမ်းများအားလုံးနေပြီးတော့တို့អော်ခဲ့တဲ့မောင်မောင်အေးတို့မင်းမော်ကလုံးလည်းပြည်ပမှာကြီးပဲနိုင်ငံခြားမှာကြီးပဲပြီးသွားပြီအဲ့တော့ကျွန်တော်တို့ဒီညမှာပြည်ရဲ့နေနေအဲ့ဒီအရာကိုကြည့် မင်းတို့မင်းတို့ပြောတဲ့ကျွေးကြော်ခဲ့တဲ့သူတွေနိုင်မယ်ဆိုရင်ဒီနေရာနဲ့ဘဲမှမပြေဘူးရှုံးပါမလို့ပြေးတာဆက်ပြီးရှုံးနေမယ်မင်းတို့ရဲ့အရှုံးနေအရှုံးနေကတစ်ခုပြီးတစ်ခုထပ်တွေ့လိုက်မယ်အချိန်တစ်ခုမှတစ်ခုပြီးတစ်ခုထပ်ထပ်တွေ့လိုက်မယ်ထပ်ထပ်တွေ့လိုက်မယ်အဲ့တော့မသေးရင်ဆိုရင်ပြည်ရတဲ့လက်လက်ချပါအလင်းဝင်ပါဒါမှခေါင်းတွေဆက်မာတယ်ဆိုရင်တော့မင်းတို့ရဲ့အလောင်းတွေချင်းချင်းမြစ်တဲမှာဘောလုံးမျိုးရမယ်အရာကြီးမြစ်တဲမှာဘောလုံးမျိုးရမယ်မင်းတို့ဒါနဲ့ပဲအဆုံးသတ်တော့မှာဖြစ်တယ်